ရောနီကာတို့မဟုတ်အောင်လာရဲ့အမွေကိုဆက်ခံမဲ့မိတော့တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇုံကတင်ဆက်နေပါတယ်အောင်လာမတိုင်ခင်ကကျွန်တော်တို့ဒီလိုလာကစားလို့ရမှန်းမသိခဲ့ပါဘူးကျွန်တော်တို့ဝမ်ချန်ပီယံရှစ်ဆိုတာကိုအိမ်မက်မက်ခွင့်မရခဲ့ကြပါဘူးမြန်မာနိုင်ငံထဲမှာပဲကစားဖို့တည်ခဲ့တာပါအောင်လာကိုမြင်ပြီးနောက်မှာတော့ကျွန်တော်တို့မှာအိမ်မက်အကြီးတွေကိုမက်ခွင့်ရှိလာခဲ့ပါတယ်အောင်လာလိုမျိုးပြပထွက်ကစားချင်းခဲ့ကြပါတယ်အခုကျွန်တော်တို့ဝမ်ချန်ပီယံရှစ်ကိုတည်ပြီးမွေထိုင်းကိုတည်ပြီးအရန်ကိုပျော်ရွှင်မိပါတယ် အဲ့ဒီတော့လေကျေးဇူးတင်ပါတယ်အောင်လန်းဆန်အနားယူပြီးသွားပြီဆိုရင်သူ့နေရာကိုကျွန်တော်ဆက်ခံကျင်ပါတယ်သူ့လိုကစားမမျိုးဖြစ်လာအောင်ကျွန်တော်ကြိုးစားသွားပါမယ်ကျွန်တော်မြန်မာနိုင်ငံအတွက်ဖိုက်တာကောင်းတစ်ယောက်ဖြစ်ကျင်ပါတယ်လို့ဘရော်နီကာကပြောကြားလာခဲ့ပါတယ်အောင်လန်းဆန်ကမြန်မာနိုင်ငံရဲ့အားကစားသမိုင်းမှာထင်ရှားတဲ့ပုံကိုတူပါသူ့ရဲ့ကစားဟန်ကအင်အားပြည့်ဝပြီးတော့မွေထိုင်းနဲ့ MMA ကျွမ်းကျင်မှုတွေကိုပေါင်းစပ်ထားတာကြောင့် Burmese Python တို့နာမည်ကြီးခဲ့ပါတယ်၂၀၂၅ခုနှစ်အောက်တိုဘာ3ရက်မှာဘန်ကောက်ရဲ့လုံမီဘောက်ဆင်းစတေဒီယမ်မှာ သူရဲ့နောက်ဆုံးပွဲဖြစ်တဲ့15936မှာဆွေရင်ကစားမဆီဗက်စတန်ကာဒက်စတန်ကိုဒုတိယအကြိမ်မှာ TKO နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဲဒီပွဲမှာမြန်မာပရိသတ်ထောင်ပေါင်းများစွာရောက်ရှိလာပြီးတော့မြန်မာလန်နေနဲ့ကွင်းတစ်ခုလုံးပြင်းထန်နေခဲ့ပါတယ်။အောင်လကမြန်မာ Rock အဆိုတော်လေးဖြူရဲ့အမဲလိုက်ကတချင်းနဲ့ကွင်းထဲဝင်လာခဲ့ပြီးတော့ပွဲပြီးတဲ့အခါနားယူမယ်လို့ကြေညာခဲ့ပါတယ်။ဒီခိုက်တန်းကမြန်မာအကစားသမိုင်းမှာဂုံယူစရာနဲ့အတူဝန်းရဲစရာအဆုံးသက်တစ်ခုဖြစ်လာခဲ့ပါတယ်။အောင်လရဲ့နားယူမှုကမြန်မာပရိသတ်တွေရဲ့နှလုံးသားကိုထိခိုက်စေခဲ့ပါတယ်။ သူကမြန်မာနိုင်ငံသားတွေရဲ့ဂုဏ်ယူစရာသူရဲကောင်းဖြစ်ပြီးသူရဲ့ကစားဟန်နဲ့နိုင်ငံအတွက်ကုန်ဆောင်ပေးခဲ့တဲ့အောင်မြင်မှုတွေကလူတိုင်းရဲ့ယင်ထဲမှာအမှတ်တရကျန်ရခဲ့ပါတယ်။ဒါပေမဲ့ဒီဝမ်းနဲ့မှုတွေမှာဘရိုနီကာဆိုတဲ့လူငယ်ဖိုက်တာမာလီတဦးရဲ့စကားတွေကမျောလင်းချက်တစ်ခုကိုပေါက်ဖွားစေခဲ့ပါတယ်။ဘရိုနီကာကမွေထိုင်းလောကမှာအောင်မြင်မှုတွေရယူထားနိုင်တဲ့မြန်မာကုန်ဆောင်ဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။အောင်လန်အစံရဲ့အနာယူမှုအပြီးမှာသူမကစိတ်လှုပ်ရှားစရာကြွေးကြော်ချက်တစ်ခုကိုထုတ်ပေါ်ပြောကြားခဲ့ပါတယ်။အောင်လန်အနာယူပြီးသွားပြီဆိုရင်သူ့နေရာကိုကျွန်မဆက်ခံခြင်းပါတယ်။ သူ့လိုကစားမမျိုးဖြစ်လာအောင်လို့ကျွန်မကြိုးစားတော့မှာပါမြန်မာနိုင်ငံအတွက်ဖိုင်တာကောင်းတစ်ယောက်ဖြစ်ချင်ပါလိဒီစကားတွေကသူမရဲ့စိတ်ပိုင်းဖြတ်မှုနဲ့အွန်လိုင်းအဆန်းပေါ်လေးစားမှုကိုပြသစွာဖော်ပြလိုက်တာပါဘရိုနီကာရဲ့စကားတွေမှာအွန်လိုင်းအဆန်းရဲ့လွမ်းမှုမှုကဘလောက်ကြီးမားလဲဆိုတာထင်ရှားစွာတွေ့ရပါလိသူမကအွန်လိုင်းမတိုင်ခင်ကကျမတို့ဒီလိုလာကစားလို့ရမှမသိခဲ့ပါဘူးကျမတို့ဝမ်ချမ်းမြမ်းရှိဆိုတာကိုအိမ်မက်မက်ခွင့်မရခဲ့ကြပါဘူးမြန်မာနိုင်ငံထဲမှာပဲကစားဖို့တည်ခဲ့ကြတာပါအွန်လိုင်းကိုမြင်ပြီးနောက်မှာတော့ကျမတို့မှာအိမ်မက်အကြီးတွေမက်ခွင့်ရှိလာခဲ့ပါလိလို့ပြောကြခဲ့ပါလိ ဒီစကားတွေကအွန်လိုင်းဆိုင်ရဲ့အောင်မြင်မှုကမြန်မာလူငယ်တွေရဲ့အိမ်မက်တွေကိုဘယ်လောက်ထိမှလှုံ့ဆော်ပေးခဲ့လဲဆိုတာမိမောင်းထိုးပြနေတာဖြစ်ပါတယ်။အွန်လိုင်းကမြန်မာနိုင်ငံသားတွေကိုဝမ်ချမ်းမျက်ရှိလို့ကမ္ဘာအဆင့် platform မှာရှင်းပြနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးခဲ့ပါတယ်။သူရဲ့ခရီးကနေပါတဲ့ဘဝကနေစပြုခဲ့ပြီးတော့အမေရိကမှာပညာသင်ကြားရင်းနဲ့ MMA ကိုလေ့ကျင့်ခဲ့ပြီးဝမ်ချမ်းမျက်ရှိမှာကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒီလိုအောင်မြင်မှုကဘရိုနီကာလိုလူငယ်တွေကိုငါတို့လည်းလုံနိုင်တယ်ဆိုတဲ့ယုံကြည်ချက်မျိုးကိုပေးခဲ့ပါတယ်။ဘရိုနီကာကအခုကျမတို့ဝမ်ချမ်းမျက်ရှိကိုတည်ပြီး မွေထိုင်းကိုတည်ပြီးအရန်ကိုပျော်ရွှင်မိပါရီအဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောကြခဲ့ပါရီဒါကအွန်လိုင်းအောင်မြင်မှုဟာမြန်မာလူငယ်တွေကိုနိုင်ငံတကာမှာရှင်ပြိုင်နိုင်နေဆိုတဲ့ခွင့်ရေးကိုဖွင့်လှစ်ပေးတယ်ဆိုတာတက်တည်ပြပါရီဗရိုနီကာကဝမ်ချမ်ပီယံရှစ်မှာထုံးလင်းလာနေတဲ့လူငယ်တူဖြစ်ပါရီသူမရဲ့ကစားဟန်ကအွန်လိုင်းအဆန်းလိုအင်အားပြည့်ဝပြီးတော့မွေထိုင်းရဲ့လှပတဲ့အမှုပညာဆန်တဲ့လှူရှားမှုတွေကိုပေါင်းဆက်တာပါရီသူမရဲ့ကြွေးကြော်ချက်ထဲမှာအွန်လိုင်းလိုချမ်ပီယံကပတ်တွေယူပြီးတော့သူ့မွေကိုဆက်ခံမယ်ဆိုတဲ့ဆန္ဒကထင်ရှားပါရီ ဒါကသူမရဲ့ကိုပိုင်အိမ်မက်တခုဖြစ်ရုံနဲ့မကပဲနဲ့မြန်မာနိုင်ငံရဲ့အားကစားလောကအတွက်လည်းမျောလင့်ချက်အသေးတခုဖြစ်ပါတယ်။အွန်လိုင်းရဲ့အနာယူမှုကဝန်းနေစရာဖြစ်ပေမဲ့သူ့ရဲ့မွေးနှစ်ကမြန်မာအားကစားလောကမှာဆက်လက်ရှင်သန်နေတုန်းပါပဲ။ဘရော်နီကာလူလူငယ်တွေကအွန်လိုင်းရဲ့လမ်းကိုဆက်လျှောက်ဖို့ကြိုးစားနေကြပါတယ်။ဘရော်နီကာရဲ့အွန်လိုင်းလူချန်ပီယံဖြစ်လာမယ်ဆိုတဲ့ကြွေးကြော်ချက်ကမြန်မာလူငယ်တွေရဲ့အိမ်မက်တွေကိုဆက်လက်လှုံ့ဆော်ပေးနိုင်ပါတယ်။ယီဂရိုကရောဘရော်နီကာရဲ့စကားတွေကိုနားထောင်ပြီးတော့စိတ်ထဲမှာဘယ်လိုခံစားကြရပါလိမ့်မလဲ။ဘရော်နီကာရဲ့ယီမန်ချက်ကညီကိုတို့ကိုဘယ်လိုလှုံ့ဆော်ပေးလဲ။ ပြောပြပေးခဲ့လို့ရပါတယ်ညာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်